မန်စီးတီးအသင်းဟာတိုက်စစ်မူဟာနဲ့ရသက်တဲ့ဘက်ရာသီအကုန်ဒီနိုင်ရတော့မဲ့အခြေအနေတွေကြောင့်လက်ကျန်ပွဲစဉ်တွေမှာတိုက်စစ်အားနည်းမှုတွေကျုံ့နိုင်တယ်လို့သိရပါဗျ။ဟာလန်ဟာဘုံမောက်ကိုနှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ FB ဘလားပွဲစဉ်မှာဒဏ်ရာရှိခဲ့တာဖြစ်ပြီးစစ်ဆီးမှုတွေပြုလုပ်ပြီးနောက်မှာရသက်တဲ့ဘက်ခုနှစ်ပတ်အထိနိုင်ရမယ်လို့တွေးရှိခဲ့တာဖြစ်ပါတယ်။မန်စီးတီးနီးပြဂွာဒီယိုလာကဟာလန်ရဲ့ဒဏ်ရာပြဿနာဟာအသင်းရဲ့တိုက်စစ်ပိုင်းအတွက်ကြီးမားတဲ့ပြည်စည်းမှုတစ်ရပ်ဖြစ်ခဲ့ပြီးတိုက်စစ်ကစားပုံအပြောင်းလဲလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့ဇေကွက်တုံးကရောက်ရှိလာတဲ့တိုက်စစ်မှုဥမာမာမှုကအချိန်အတိုတွင်အသားချပြီးဂိုးရီဘောင်သွင်းယူပေးနေတာကြောင့်ဟာလန်ရဲ့နေရာကိုအကောင်းဆုံးအဆောင်ဝင်နိုင်မယ်လို့မန်စီတီကွန်းနယ်သမားဖိုတန်ကပြောကြားခဲ့ပါတယ်။မန်စီတီအသင်းဟာချန်ပီယံလိပြောင်းပွဲကထွက်ခွာရပြီဖြစ်ပေမဲ့ပရီမီယာလိမှာချန်ပီယံလိဝင်ခွင့်ရဖို့လက်ချက်ပွဲစဉ်တွေမှာအမားခံလို့မရသလိုအဖြစ်ပလာပြောင်းပွဲမှာလည်းချန်ပီယံဖြစ်ဖို့ပြင်မှတ်ထားနေတာကြောင့်ဟာလန်မပါနိုင်တော့တဲ့လက်ချက်ပွဲစဉ်တွေမှာ တိုက်စစ်ကစားပုံအပြောင်းလဲလုပ်မယ်လို့ဂွာဒီယိုလာကပြောကြားခဲ့တာဖြစ်ပါတယ်ရှင်